ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းလုံးကစစ်မှုထမ်းအပတ်စဉ်30တင်းတန်းစဉ်တပ်သားတဲ့အယောက်800ကျော်ကိုစစ်ကောင်စီကရခိုင်ပြည်ရဲ့ရှေးတန်းစစ်မြေပြင်တွေကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ9ရက်နေ့မှာတင်နှန်းဆင်းခဲ့တယ်စစ်မှုထမ်းအပတ်စဉ်10ကတသားတဲ့အယောက်800ကျော်ကိုတင်းမောများလေရင်များစစ်ကားများနဲ့ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူအန်းနဲ့ဆက်ဆက်နေတယ်မကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်မြားဘက်ကိုပို့ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းအပတ်စဉ်10ကမေလ9ရက်နေ့ကတင်နှန်းဆင်းပြီးတော့မေလ9ရက်နေ့ကစပြီးတော့တသားတဲ့စုစုပေါင်းအယောက်800ကျော်ကိုရခိုင်နဲ့ဆက်ဆက်နေတဲ့ရှေ့တိုင်းနေစီကိုပို့လိုက်တယ်လို့ပြောတယ်တော်တော်များများစစ်တွေနဲ့ကြောက်ဖြူဘက်ကိုအပုတ်ခံလိုက်ရပါတယ် တောင်ငူအမှတ်6တမ်းမြိတ်လေးကျင်ရေးတန်တန်းကျောင်းကတော်တော်များများကတော့ရခိုင်ရှည်တန်းကိုအပုတ်ခံလိုက်ရတယ် ငဖဲတန်တွေကိုလည်းပို့တာစစ်မှုထမ်းအပတ်စဉ်10တက်သားတက်အယောက်300ကျော်လောက်ပါသွားတယ်ပါသွားတဲ့တွေကကျွန်တော်ညီကဖုန်းဆက်ပြီးတော့အသိပေးလာတာပါလို့တောင်ကိုအမတ်ချောင်းလေ့ကျင့်ရေးတင်နန်းချောင်းကအပတ်စဉ်10တင်နန်းစဉ်တက်သားတက်တဦးရဲ့အကိုဖြစ်သူကသတင်းပေးဖို့ပြောကြားထားပါတယ်ရခိုင်ရှည်တန်းကိုပို့ဆောင်ခံခဲ့ရတဲ့တက်သားတက်များကိုစစ်ကောင်စီကချိုးတင်အသိပေးခြင်းမရှိဘဲနဲ့ပို့ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်ရှည်တန်းနေရာများကိုရောက်ရှိတဲ့အချိန်မှသာရခိုင်အေအေနဲ့တိုက်ရမှာဖြစ်ကြောင်းသိကြရတယ်လို့ပြောပါတယ် တပ်သားတဲ့များကမိဘဆွေမျိုးများထံကိုဆက်သွယ်ရန်အလင်းဝင်နိုင်မဲ့နီလန်းများဖုန်းနံပါတ်များကိုဆက်သွယ်ပေးရန်အတိပေးလာတယ်လို့သိရပါတယ်ဖုန်းဆက်ပြီးတော့သူတို့စစ်မတိုက်ချင်ဘူးရှေ့တန်းကိုပို့မှာကိုဘယ်ရှေ့တန်းဆိုတာကိုလည်းအသိမပေးဘူးဟိုရောက်မှာပဲအေးအေးနဲ့တိုက်ရမယ်ဆိုတာကိုသိတယ်လို့ပြောတယ်တော်တော်များများကတော့စစ်မတိုက်ချင်ကြဘူးကို့အိမ်ကိုဘလို့ဆက်သွယ်ပြီးတော့လင်းဝင်ရမလဲနီလန်းရှာဖို့အတွက်အကူအညီတောင်းနေကြတယ်လို့ငါဖဲမျိုးနယ်မှာရောက်ရှိနေတယ်စစ်မှုထမ်းအပတ်စဉ်10တင်းတန်းစစ်တပ်သားတဲ့ရန်ကုန်သားတို့ကပြောဆိုထားပါတယ် စစ်ကောင်စီကစစ်မှုထမ်းတင်းတန်းစင်တပ်သားများအားလုံးကိုရှေ့တန်းစစ်နေပြင်ကိုသာခွဲတန်းချဆေးလွှတ်ချင်းဖြစ်ပြီးတော့နောက်တန်းလုံခြုံရေးအဖြစ်အသုံးပြုမှုမရှိသလောက်နှဲပါနေတယ်လို့သိရပါတယ်။အခုစစ်မှုထမ်းတင်းတန်းစင်များအားလုံးကိုတနိုင်ငံလုံးမှာရှိတဲ့ရှေ့တန်းစစ်နေပြင်တွေကိုခွဲတန်းနဲ့ဆေးလွှတ်နေခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။